ညနေဖုန်းဝတ်ထားပြီးတော့လူတွေကိုရဲရဲဆက်ဆက်တပ်ပစ်တတ်ပြီးကြောက်စရာလည်းကောင်းသလိုတနာစရာလည်းကောင်းတဲ့စိရိစလူသက်သမားတယောက်ရဲ့အကြောင်းကိုဒီနေ့မှပြောပြသွားမယ်အားလုံးမင်္ဂလာပါကီဝတ်တဒိမန်ကနေတင်နေကြိုးလိုက်ပါတယ်ကျောင်းအားစာဖန်ကြီးပါအကျော်လေးဒီပြမှာတော့ကျွန်တော် YouTube ကိုမှတခုပါဒီ Jason Voorhees ကြောင့်ပြောပြပါဆိုပြီးတော့လာမှတ်ထားတွေ့လို့ကျော်လေးဒီပြကိုလွတ်လပ်ခြင်းဖြစ်ပါတယ်ဒါဒီဒီပြထဲမှာတော့ဒီ Jason Voorhees လို့ခေါ်တဲ့စိတ်ရဆလူသက်သမားတယောက်ရဲ့အကြောင်းကိုဒီနေ့မှပြောပြသွားမယ်ဒီလိုလေးမစခင်မှာတော့ထုတ်စားတဲ့ Major Equity Entertainment YouTube Channel လေးကို Subscribe လုပ်လို့ဆိုရင် Subscribe လုပ်ပေးခဲ့ပါ ဗနန်လူဒီပဲခလုံးတွေလည်းနှိမ့်ပေးခဲ့ပါ။နောက်ပြီးတော့ထိုးစားတိုင်းမဲ့တင်နေတဲ့ review လေးကို YouTube အကြည့်နေဆိုရှင်တော့ VPN နဲ့ခံပြီးတော့ကြည့်ပေးခြင်းဖြင့်ကုညီပေးကြဖို့လည်းတောင်းဆိုချင်ပါတယ်။စားတဲ့အောင်ပါ။ဂျေဆန်ဖော်ဟီဆိုတာကတော့1989ခုနှစ်ကထွက်ရှိခဲ့တဲ့ Friday the 13th လို့ခေါ်တဲ့ဟော်ရာမူဗီမှာပထမဆုံးပါဝင်ခဲ့တဲ့ A Serial Killer Horror Guide တစ်ခုဖြစ်ပါတယ် အဓိကရာကိုပထမဆုံးဖန်တီးခဲ့တဲ့သူကတော့ Fitamira လို့ခေါ်တဲ့ဇညွေးဆရာတယောက်ဖြစ်ပါတယ်။သူ့ရဲ့ပုံစံကတော့ Serial Killer တယောက်ဖြစ်တယ်နဲ့အညီ Serial Killer လူသားတယောက်ရဲ့ပုံစံတိုက်ဖြစ်ပြီးတော့ Ice Hockey ဆိုတဲ့နေရာမှာအသုံးပြုတဲ့မျက်နှာဖုံးကိုလည်းတက်ဆင်ထားပါတယ်။အနောက်ဘီသူအများနဲ့ကိုင်ဆောင်နေရှိတဲ့လက်နက်တွေကတောခုတ်တာအနောက်ဘီတော့ဒီမိန်နဲ့ပစိန်နေဖြစ်ပါတယ်။သူ့ကိုခုလိုမျိုးအရန်ကိုရက်ဆက်ကျန်းတဲ့ Serial Killer တယောက်ဖြစ်လာစေတဲ့နောက်ွယ်ကအကြောင်းရင်းကတော့တော်တော်လေးကိုသနာဖို့ကောင်းပါတယ်။ဒါဆိုရင် Jason Voorhees ရဲ့နောက်ွယ်က storyline ကိုပြောပြချင်ပါတယ်။ ။မူရင်းစတိုရီကပြောမှဆိုရင်1946ခုနှစ်ဇွန်လ17ရက်နေ့မှာတော့ Jason Voorhees လို့ခေါ်တဲ့ကလင်းငယ်တယောက်ကိုဩစတြေးလျနိုင်ငံရဲ့တနီယာမှာမွေးဖွားခဲ့ပါတယ်။ကံကောင်းဆောင်နဲ့ပဲဂျေဆန်ကမွေးဖွားစဉ်ကလေးကအရန်ကိုကြောက်စရာကောင်းအောင်ကိုရုပ်ဆိုးကြည့်တယ်နဲ့ခလေးငယ်တယောက်ဖြစ်ခဲ့ပါတယ်။ဒီအားနဲ့ချက်ကြောင့်ပဲဂျေဆန်ကသူ့ရဲ့ဘဝတစ်လျှောက်လုံးလူကြားထဲမသွားရတော့အောင်ကိုဖြစ်ခဲ့ရပြီးတငယ်ချင်းဆိုလည်းတယောက်မှမရှိဘဲနဲ့အထီးကျန်စွာနဲ့စိတ်ကြယောဂါပါခံစားလာခဲ့ရပါတယ်။ ဒီလိုအခြေအနေကိုသတိထားမိတဲ့ Jason Voorhi ရဲ့အမေဖြစ်သူ Pamela Voorhi ကသူ့ရဲ့သားလေးရဲ့အနာဂတ်အတွက် Crystal Lake လို့ခေါ်တဲ့ training camp တစ်ခုကိုတာမီနီယောပြောင်းရွှေ့ခဲ့ပါတယ်။တကယ်တော့သူတို့ပြောင်းရွှေ့နေထိုင်လိုက်တာကကောင်းတဲ့နေရာတွေကိုဖြစ်မလာပဲအရန်ကိုစိုးရတဲ့နေရာတွေဖြစ်လာစေဖို့အတွက်ကြီးမားတဲ့တွန်းအားတစ်ခုဖြစ်သွားခဲ့ပါတယ်။ကြောင်းရင်းကတော့ Jason တို့တာမီကရန်ကိုစီးရတာကြောင့်ကန့်ကလူတွေကနှိမ့်ချဆက်ဆံကြပါတယ်။အဲ့ဒီကအစိုးဆုံးကတော့ Jason ရဲ့ရွယ်တူကလေးတွေကအ Jason ရဲ့အားနည်းချက်ကိုဝိုင်းဝန်းနှောင့်ပြောင်းကြပြီးတော့အမြဲလိုလိုနိုင်ကျင့်ကြတာဖြစ်ပါတယ် သူတို့နဲ့ပဲအချိန်လေးကြာလာတာနဲ့အများအကြီးဆန်ရက်စိတ်အခြေအနေကအရင်ကထက်ပိုပြီးတော့ကိုတဖြည်းဖြည်းနဲ့ပုံမှုဆိုးရွားလာခဲ့ပါတယ်။ဒီလိုနဲ့တနေ့မှာတော့ထိုးစားတိုင်းပဲကန့်အပ်ကလေးတွေကဂျေဆန်ကိုဝိုင်းဝန်းနိုင်ကျင့်ကြပြီးဂျေကန်ထဲကိုပြစ်ချလိုက်ပါတယ်။ခြေထဲတွေ့ကြတော့ဂျေဆန်ကအရင်ကူးတက်တာကြောင့်အဲ့ဂျေကန်ထဲမှာပဲတိတ်ဆုံးသွားခဲ့ပါတယ်။အဒီနေရာမှာကွဲပြားမှုတစ်ခုရှိပါတယ်။အတချို့ဆိုတွေမှာတော့ဂျေဆန်ကတိတ်ဆုံးသွားတာမျိုးမဟုတ်ပဲနဲ့အဂျေကန်ထဲကနေပြတ်တက်လာပြီးဘယ်သူမှမသိအောင်လို့ဘယ်သူမှသတိမထားမိအောင်လို့ဒီကန့်ထဲမှာပဲအပိုးနေခဲ့တာဖြစ်တယ်ဆိုပြီးတော့ဖော်ပြကြပါတယ်။ အဲ့နောက်မှာတော့သူ့ရဲ့သားတိတ်ဆုံးသွားပြီလို့ထင်နေတဲ့ပမ်လာဖော်ဟီကအသူ့ရဲ့သားတိတ်ဆုံးမှုအတွက်မကျေနပ်တာကြောင့်ကန့်မှရှိတဲ့လူတွေအားလုံးကိုတယောက်ချင်းစီလိုက်လံတိုက်ခိုက်တတ်ဖြတ်ခဲ့ပြီးနောက်ဆုံးမှာတော့သူ့ပါတိတ်ဆုံးခဲ့ပါတယ်။ကန့်ထဲမှာဘယ်သူမှမသိအောင်ပုံအောင်နေတဲ့ဂျေဆန်ဖော်ဟီကသူ့အမေဖြစ်သူရဲ့လိုက်လံတိုက်ခိုက်တတ်ဖြတ်မှုနဲ့တိတ်ဆုံးမှုတွေပေါ်မှာမြင်တွေ့ပြီးတဲ့နောက်ပိုင်းမှာတော့စိတ်ရဲ့အခြေအနေကအရန်ကိုဆိုးရွားလာခဲ့ပြီး serial killer တယောက်ဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဒီလိုနဲ့နောက်နှစ်တည်းကြာသွားတဲ့ခါမှာတော့ Jason Voorhi ကဒီ Crystal Lake လို့ခေါ်တဲ့ training camp ရဲ့နီးနားမှာ Ice Hockey ဆွေးနွေးမှာအသုံးပြုတဲ့မျက်နှာဖုံးကိုတက်ပြီးတော့လိုက်လံတက်ဖြတ်တဲ့ Serial Killer တယောက်အရန်ကိုကြောက်စရာကောင်းတဲ့စိတ်ဆက်လူသက်သမားတယောက်ဖြစ်ဖို့လောက်ရှိသွားကြတာဖြစ်ပါတယ်။ဒါကဖြစ်မဲ့ဇလန်တော့မဟုတ်ပါဘူး။အဲ Jason Voorhi ဆိုတာကလည်းပြင်လောကမှာတကယ်ရှိတဲ့ character တစ်ခုတော့မဟုတ်ပါဘူး။ဒီ Jason Voorhees ဆိုတဲ့ Guider ကဒီ Serial Killer Guider တွေထဲမှာရန်ကုန်နာမည်ကြီးတဲ့ဒီ Horror Guider တွေထဲကတစ်ခုဖြစ်ပါတယ် အဲသူနဲ့ပတ်သက်ပြီးတော့ရုပ်ရှင်တွေဝတ္ထုတွေခင်းနေဆိုတာကလည်းအများကြီးအများကြီးရှိပါတယ်ဟုတ်ကဲ့ပါကျောင်းခုပြောပေးခဲ့တာကတော့ Jason Voorhees လို့ခေါ်တဲ့ Serial Killer Character နဲ့ပတ်သက်တဲ့အကြောင်းအရာပဲဖြစ်ပါတယ်အဲဒီကြောင့်လည်းပတ်သက်ပြီးပြည်သူတွေထင်မှားချက်ကိုလည်းအောက်ကကွန်မန့်မှာဝင်ရောက်ရေးသားတော်ရရပါတယ်နောက်တဲ့ Video လို့ဆီရဲ့အကြောင်းအရာနဲ့တိတိကျကျရှင်းရှင်းနဲ့အောက်ကကွန်မန့်မှာဝင်ရောက်ရေးသားတော်ရရပါတယ်ကြော်တက်နိုင်တဲ့ Research လုပ်ပြီးတော့ Video ပုံပြောင်းဖန်တီးပေးတော့မယ် Video ဆုံးချက်လို့ကျင်းနေပါတယ် Like Subscribe လေးနဲ့နှိပ်တော့မိပါတယ်နောက်ဆက်ကြောက်ကြောင်းတွေကြောက်ဆက်ကြောင်းတွေတူပြန်လာခဲ့ပါဦးမယ် Bye bye